အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်ဂျာရီတာမီတွေတက်တက်ဆာသိစရာကိစ္စတွေကောင်းတဲ့ဂျိုတွေကိုဘယ်လိုအသုံးချမလဲဆိုတဲ့ကိစ္စလေးတွေပြောပေးချင်တာဖြစ်တယ်အဲ့တော့ဂျာရီတာမီတွေတကယ်ကောင်းတဲ့ဂျိုကဘယ်ဂျိုလဲပေါ့ဂျာရီတာမီတွေတကယ်ကောင်းတဲ့အုပ်ဆိုးနေတဲ့ဂျိုကတင်းလာဂျိုပါနော်တင်းလာဂျိုပါတင်းလာဂျိုဆိုတာမျိုးကဘယ်လိုနေရာတွေကောင်းဂျိုပြုတာလဲပေါ့ဟိုဂျာရီတာမီတွေကိုကျွန်တော်တို့ကတည်စားပြီးပြောရရင်ဘယ်လိုပြောရမလဲဆိုတော့အလှမ်းကျယ်ပြီးအလေလက်နေတာမျိုး နီးလုံးတော့မမြင်တာမျိုးနော်ဟိုပညာရှိသတိဖြစ်ခဲဆိုတာမျိုးသတိမမူဂူမမြင်ဆိုတာမျိုးအဲ့လိုမျိုးကြာဝေးသားမီဒီယာအယမ်းဖြစ်တယ်ဒါကြောင့်ပဲနီးလုံးတော့လည်းမမြင်ဘူးဆိုတဲ့အတိုင်းကြာဝေးသားမီဒီယာဘာလို့လို့တစ်ခါကြာရင်အလှမ်းကျယ်လွန်သွားကြည့်တယ်အော်အလှမ်းကျယ်ပြီးအလေလက်သွားတယ်ဒါကြောင့်ပဲကိုအနီးအနားမှာရှိတဲ့ပြင်ဆင်စရာတွေကိုမပြင်ဆင်မဲနဲ့ဟိုအဝေးကိုလှမ်းကြည့်ပြီးတော့စဉ်းစားပြီးလှုပ်လိုက်တာနဲ့တလွဲတွေဖြစ်ကုန်တာတွေကြာပြီးသားမိတာတိတ်ဖြစ်တယ်အချို့ဆိုအလုံးလုံးတဲ့ အာဒီလုပ်ငန်းကိုလေယုံရှိသေးတယ်နောက်လို့တစ်ခုထက်ချဲ့တယ်ငါပတ်ဆက်မလောက်ရင်ဘေးလူစရာဆွဲတယ်အလုပ်တွေထက်ချဲ့တယ်အဲ့လိုအောင်နေတစ်ဆင့်ဘာတွေဖြစ်လာတယ်ဆိုတော့တဖြည်းဖြည်းနဲ့မနိုင်မနေနေဖြစ်လာပြီးတော့လုပ်ငန်းအနေနဲ့ပတ်သက်ပြီးတော့အခြေမခိုင်မဲ့ပြိုလဲတာတွေအလွန်ဖြစ်တယ်အဲ့တော့ဂျာဝီသားမီးတွေကတစ်ခါကြရင်အကြီးကြံလာအကြီးတွေးရဟာငါဟိုဟာကြီးကိုအကြီးလှုပ်ချင်တယ်ဒါကြီးအကြီးလှုပ်ချင်တယ်အကိုရှိတဲ့ငွေရင်အကိုရှိတဲ့လူရင်အကိုမှရှိတဲ့အကြံဉာဏ်နဲ့လုံလောက်လားမလုံလောက်လား မသိတော့တော့အလိုတွေဖြစ်တာဒီလိုတွေဖြစ်တဲ့အတွက်တော့ဂျာရီသားမီးတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကအနီးကပ်ကိုလည်းကြည်ပါဆိုတဲ့စိတ်ကတနင်းလာထိန်ချုပ်တာဒါဂျာရီဖြစ်တဲ့ဆိုရင်တနင်းလာတနင်းလာဆိုတော့ကျွန်တော်ဘေးထဲမှာဂျိုယန်လာအော်ကျွန်တော်တို့ ਨੇ အနီးဆုံးအနီးဆုံးဂျိုပေါ့ဗျာလာလာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဂျာရီသားမီးဖြစ်တဲ့ဆိုရင်ကို့ဘေးနာပတ်ဝန်းကျင်ကိုလည်းကြည်ပါဦးသူများတွေဘာတွေလုပ်နေလဲအကြီးကြီးကိုပဲမတွေးနဲ့အဝေးကြီးကိုမတွေးနဲ့အနီးကပ်ကဘာလုပ်တဲ့လဲ အများကြီးမစင်းသားနဲ့ကိုကိုကငါဘာပြုပြင်တဲ့လဲဟိုအရင်စင်းသားအရင်စင်းသားကြီးမှကြံတာတွေလို့အဲ့လိုမှမဟုတ်တာနဲ့ကြာတာပရိကအကြီးတွေတွေ့အကြီးတွေလို့အကြီးတွေစင်းသားပြီးတော့ကိုကိုကားတွေဖြတ်သွားတတ်တယ်ဆိုတာကိုတနင်းလာကပြန်ထိမ့်မိတာအနုစိတ်အသေးစိတ်လည်းကြည့်အောင်ဒါတော့ကြာပြီးသားမိတယ်အဲ့ဒါတွေသိထားဖို့လိုတယ်ပြီးတဲလာကျောကရှင်းပြောရရင်ကြာပြီးသမီးမှာကြာပြီးသားမှာအဓိကပြပညာကျူဖြစ်တယ်ပြောတော့ဒီပညာကျူဖြစ်တဲ့အတွက်ကျွန်တော်တို့က ဟိုတနေ့အာဂျိုနဲ့ပတ်သက်ပြီးတော့နဝင်းမှာရောက်နေတဲ့လူတော်တော်များများကဘာဖြစ်လာလဲဆိုတော့ပညာရေးနဲ့ပတ်သက်ရင်လိုက်စားမှုတွေတအားများတယ်။ဟိုလိုက်လိုက်စားမှုတွေများပြီးမဲ့လက်တွေ့မှာအသုံးမချတာမျိုးတွေလက်တွေ့မှာတကယ်ဟိုမလုပ်ဖြစ်တော့တာမျိုးတွေပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တကယ်လက်တွေ့လောက်ကမဲ့ကိစ္စမျိုးတွေမှာအချို့ဆိုရင်နှစ်ပေါင်းများစွာပညာသင်လိုက်တယ်။သင်ပြီးတော့ကျွန်တော်တို့ဘာလုပ်ကြတော့တကယ်လက်တွေ့ apply ပြန်လုပ်တဲ့နေရာမှာကျတော့အားနေသွားတယ်။အဲ့လိုမျိုးတွေကြာရပြီးကတိတ်ဖြစ်တယ်။ဒါကြောင့်သင်တာလဲသင် လှုပ်ရှားရှိတာလေးလှုပ်ဆိုတာကိုတင်းနေလာလက်တွေ့ကျွန်တော်တို့ကပြန်ထိမ့်မိတယ်။အဲဒါကြောင့်ပဲကျွန်တော်တို့ကြာဝေးသားမိတွေကိုအဲ့ဒါလည်းသိစေချင်တယ်။နောက်ပြီးတော့ကြာရီဖြစ်လာပြီဆိုရင်ကျွန်တော်တို့သိရမယ်နောက်တစ်ချက်ကဘယ်လိုဟာမျိုးလဲဆိုတော့ဟိုရုပ်တီးနဲ့နေတာမျိုးတွေတခုခုဆိုရင်ကျွန်တော်တို့ကအတွေးခေါ်ယူအစပိုင်းမှာဟိုပညာကိုအခြေတည်တဲ့လူဖြစ်တဲ့အတွက်လေးလေးအားလေးနေတာတို့ပြုံးပြောပြောမနေတာတို့အခက်တီတီနေတာကိုပညာရှိပုံစံ ပညာတတ်ပုံစံမျိုးနေတာမျိုးပေါ့နော်ဒီလိုနေတာမျိုးကိုကံကမကြိုက်ပါဘူးအဲ့လိုမျိုးနေတယ်ဆိုရင်လည်းအချို့နေရာတွေမှာရင်းနှီးကြောင်းဝင်မှုအားနေပြီးတော့ကိုယ့်ရဲ့အလုပ်သမားတွေကိုယ့်ပတ်ဝန်းကျင်တွေကိုယ့်မိတ်ဆွေတွေနဲ့တသားလည်းမဖြစ်သွားတဲ့ပုံစံမျိုးတွေဖြစ်ပြီးတော့ဟာသူကြီးကျယ်ပါလေလို့စိတ်ကအခြားလူတွေကထင်သွားပြီးအချို့နေရာတွေမှာကိုယ့်ကိုမတိုင်မင်တော့တာမပြောတော့တာဒါရီယာစာအကုန်ဖြစ်နိုင်တယ်ဒီအချက်တွေကိုလည်းကျွန်တော်တို့ကကြာသာပရိသားမီးအတွက်မေ့လို့မရပါဘူးနော်နောက်ပြီးကြာသာပရိသားမီးတွေအတွက်လုပ်ငန်းစီးပွားချို့ကတောက်ကြလို့ပါ တောက်ကြလို့တောက်ကြသူကစီးပွားရေးကြိုဖြစ်တဲ့အတွက်တောက်ကြနိုင်တဲ့ပတ်သက်တဲ့ကိစ္စတွေကစီးပွားရေးအနေနဲ့လုပ်မယ်ဆိုရင်တိတ်ကောင်းတယ်အဲတောက်ကြကြိုဘယ်လိုစီးပွားရေးလုပ်မလဲပေါ့တောက်ကြနဲ့ပတ်သက်အဲတောက်ကြကြိုကစီးပွားရေးနဲ့ပတ်သက်ဆန့်ရွယ်တဲ့ကြိုဖြစ်တဲ့အတွက်တောက်ကြဇင်ခံပစ္စည်းကိုအပန်းဖြေတာရောအနားယူတာရောအန်တာတိတ်မန့်ဆန်ဆန်အလုပ်တွေရောနော်စိတ်ခံစားမှုပျော်ရွှင်မှုအပျော်အပါအပန်းဖြေဒါကိုပေးတဲ့အရာတွေဖြစ်တယ်ကြာရီးသားမီးတွေကအလုပ်စည်းဝါးနဲ့ပတ်သက်ရင်အဲ့ဒီပုံစံစဉ်းစားဖို့လိုတယ်နော် အလုပ်လုပ်ပြီဆိုလဲကျွန်တော်တို့ကလောက်ဆရာရှိတာလို့နားဆရာရှိတာနားပျော်ဆရာရှိတာပျော်ဆိုတဲ့လူမျိုးတွေအဲ့လိုလောက်တာပိုကောင်းတယ်အလုပ်ကြီးပဲဖိလို့ရင်ပျော်ဆရာမရှိဘူးစိတ်ကလည်းစတေကြီးနဲ့နေပြီးတော့ကိုကိုတိုင်းထိမ့်ချုပ်ထားတာများရင်အတွင်းမှာအဆင်မပြေဘူးဒါကြောင့်ပဲအာယုံ၅ပါးခံစားမယ်ဆိုရင်ခံစားမယ့်အချိန်မှာခံစားလိုက်လောက်ဆရာရှိတဲ့အချိန်မှာလောက်လိုက်အဲ့လိုမဟုတ်ဘဲနဲ့ပညာရှိရရင်အရန်ချုပ်ထိန်းနိုင်ရင်အထုနေရာတွေမှာလူမမြင်ဝင်တဲ့ကိစ္စတွေတို့ကလောက်လာကြပါသေးတယ်အမှောင်ဘက်ကိုရောက်သွားတယ် အပြင်မှာတော့ငါလူယိုတွေရှေ့ဟိုတွေနောက်မှာခွက်ပုံးချနေတယ်ဒီလူမျိုးတွေဖြစ်တတ်တယ်လူမျိုးတွေဖြစ်သွားတတ်တယ်ပြီးတော့ဇိမ်ကံပစ္စည်းဖြစ်တဲ့ကာကန်ရှင်ဟာဂဒင်တို့မှုရာတို့တီဗီတို့အပန်းပြေစကန်းတို့ကန်းချီတို့နော်နောက်အပျော်ပါတို့အန်တာတိန်မန့်တို့ကစားကွင်းတို့စသဖြင့်ပေါ့ဗျာဟို KTV တို့စင်တင်တို့အာတိတ်ဂီတာတို့အနုပညာတို့ instrument တွေတီးတာတို့ဒါတွေနဲ့ပတ်သက်ရင်တော့အရန်ကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီစတာရှင်တွေဟာချော်ပြေးအန်တာတိန်မန့်အပျော်ပါဒါကိုအခြေပြုတဲ့စီးပွားရေးတွေကောင်းတယ် ဂီတအနုပညာအတာမိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေလည်းလုပ်ဖို့လိုတယ်။ကိုစီဝါလုပ်တဲ့ခါကျရင်လည်းနားအနေနဲ့ပေါ့အချို့အိမ်ပြန်လာတယ်၊ကာရိုကေလေးဆူလိုက်တယ်၊အပန်းဖြေတယ်၊ဂီတလေးသီးတယ်၊အပန်းဖြေတယ်၊တချင်းလေးနားထောင်တယ်၊အပန်းဖြေတယ်အဲ့လိုမျိုးလုပ်ပြီးရင်ပို့ပြီးတော့ကောင်းတယ်လို့ပြောသလိုကိုစီဝါရဲ့အနီးနားတွေမှာလည်းအဲ့လိုပေါ့အတန်နဲ့ဆိုင်ရာတီးလုံးလေးတွေအတန်လွန်လွန်လေးတွေဒီလိုမျိုးလေးတွေထားတာမျိုးကပို့ပြီးတော့ကြာပြီးသားမိတွေတော့ကံကောင်းစေနိုင်တယ်လို့ပြောပါတယ် ဒီအချက်ကတော့ကျွန်တော်တို့စီးပွားရေးနဲ့ပတ်သက်ရင်သိထားစေချင်တာဒါအပြင်တောက်ကြလုံခြုံရေးဖြစ်တဲ့အတွက်ဂျာရီသားမီးယာကာဝယ်မှုအပိုင်း security အပိုင်းနဲ့ပတ်သက်တဲ့စီးပွားရေးတွေလည်းလုပ်လို့ရတယ်နော်ဟို data တွေကိုကာဝယ်ပေးတာမျိုးလို့စီးပွားရေးနဲ့ပတ်သက်ရင်လည်းအဲ့လိုအကာအကွယ်ပြုတ်တဲ့အပိုင်းပေါ့ဒီအပိုင်းတွေနဲ့ပတ်သက်ရင်အရန်အားရစရာကောင်းတဲ့လူမျိုးဖြစ်လဲကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်အဲ့ဒီအပိုင်းတွေလုပ်လို့ရတယ်လို့ဟိုဗန်လုပ်ငန်းတို့အပေါင်ခံတာမျိုးတို့နော်သူတို့ဘာပစ္စည်းကိုတိမ်မေးထားတဲ့နော်သူတို့ဘာပစ္စည်းကိုအာမခံမေးထားတဲ့ အာမခံလုပ်ငန်းတို့ဒီလိုစီးပွားရေးတွေနဲ့လည်းဘဝမှာအောင်မြင်ပြီးတော့ဒီလိုပုံစံမျိုးစီးပွားရှာရင်လည်းပိုကောင်းတယ်ဆိုတာမျိုးကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်ကို့ပုံကအရင်ကြီးဟိုအောင်ဖြစ်ပဲနဲ့ဟိုပေါ့ဘဘပျော်ဘဘဖြစ်နေတဲ့ဂျာရီသားမီးတွေရဲ့ပုံစံမျိုးဖြစ်နေရင်တော့ပိုကောင်းတာပေါ့ဗျာ။နောက်ပြီးဂျာရီသားမီးတွေအတွက်ကျွန်တော်တို့အချစ်ရေးစမ်းကြိုပေါ့။အဲစမ်းကြိုကအင်္ဂါပိုင်းတယ်ဗျာ။အင်္ဂါပိုင်းတော့အင်္ဂါကကျွန်တော်တို့ကဖြက်လက်တာငယ်ရွယ်တာဖင်ပေါ့တာအဲဘယ်လိုပြောမလဲဆိုတော့ နုပြိုတာပေါ့ဒါကိုပြောတဲ့အတွက်ဂျာရီဂျိုသက်ကကျွန်တော်တို့က16နဲ့အင်ဂါဂျိုသက်က10နဲ့ကွာတယ်လေး16နဲ့10နဲ့ဒါတော့ပဲဂျာရီသားမီးတွေကမသိစိတ်မှာသိစိတ်မှာမဟုတ်နော်မသိစိတ်မှာငယ်ရွယ်တဲ့လူဖြက်လက်တဲ့လူကိုထက်နုပြိုတဲ့လူကိုထက်ပေါ့ပွားနေတဲ့လူအခက်မီတဲ့လူအာလူငယ်ဆန်တဲ့ပုံစံမျိုးကိုပို့ကြိုက်တယ်ဘလို့ပဲကျွန်တော်ကလူကြီးကိုပဲကြိုက်တာပါအကိုကြီးတွေပဲကြိုက်တာပါဦးလေးတွေပဲကြိုက်တာပြောမသိစိတ်မှာငယ်ရွယ်တဲ့တူအောင်ကြိုက်တယ်နော် အယောက်ျားလေးလည်းလိုပဲယောက်ျားလေးကြာရေးသားမျိုးလည်းကိုထက်နှုတ်တာငဲတာကြိုက်တယ်ယောက်ျားလေးတော်များများတော့နှုတ်တာငဲတာကြိုက်တယ်တူပါနော်ဒါပါအဲ့တော့ဒါတော့အဲ့လိုဖြစ်တဲ့အတွက်ကြာရေးသားမျိုးကိုလက်တွဲပေါ်ရှာတဲ့ခါကျရင်ကြာရေးသားမျိုးကအဲ့လိုမျိုးဖြစ်တဲ့လူကိုရှာဖို့လိုတယ်ပြပြလဲလဲရှိတဲ့လူမျိုးတွေနော်ဟိုအလုပ်လုပ်တဲ့ခါကျရင်လည်းလက်တွဲကြကြလုပ်တဲ့လူမျိုးတွေဒါကြာရေးသားမျိုးတွေအလိုစာရေးဆရာလိုလိုပကြီးဆရာလိုလိုအဲ့လိုဟာမျိုးတွေ ਨੇ တိတ်မအပ်ဆက်ဘူးအာဒူအော်ဒိုင်းပေါ့လုံမဲ့ချမဲ့အဲ့လိုလူမျိုးတွေကိုအိမ်တော်ဘက်ထွေရေးချဲ့တယ်ဆိုတော့ပိုကောင်းတယ်လို့ပြောတယ် အဲ့တော့ငွေရွယ်သူတွေနဲ့အိမ်အောင်ကြတတ်တယ်အကြတတ်တဲ့လူတွေကလည်းစီးပွားရေးလုပ်ငန်းလုပ်တဲ့ခါကျရင်အဲ့လိုလက်တွေ့ကြကြစီးပွားရေးတွေဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့เนาะအယောင်နဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့ဟိုဆက်လက်နဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့စအပိုးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမျိုးတို့ဒီအလုပ်တွေနဲ့အဆက်ကြတာမျိုးလည်းကျွန်တော်တို့တွေ့ရတယ်ဒါကတော့တကယ်ကိုဇာရီသားမီးတွေအချစ်ရင်မှာစိုးမိုးနေတဲ့အနေအထားမျိုးဖြစ်တယ်ဒါတော့ဇာရီသားမီးတွေဟာ ငယ်ရွယ်ဖြက်လက်အနုပြိုတာကိုပူကြိုက်တာဖြစ်နေတယ်ကို့အိမ်အောင်ဘက်ကအဲ့လိုဖြစ်နေပို့လို့ရတယ်အဲ့ကို့အိမ်အောင်ဘက်ကကြာတာရီဖြစ်တယ်ဆိုရင်ကိုနည်းနည်းလေးအရန်ကြီးပုံတုံးနေလားအရန်ရင့်ရော်နေလားအုံမင်းနေလားဆက်ကြည့်ပါအဲ့ထက်နည်းနည်းလေးပြန်နုပြိုအောင်နေပါပြီးလဲပြောအရန်ဝါအလုံးနေလားဖြက်ဖြက်လက်လက်ပေါ့ပေါ့ပါမဖြစ်တော့ဘူးလားဒါဆိုရင်ပြန်ပြီးတော့ကျွန်တော်ပြန်ချိန်ပါဒါဆိုကြာဝေးသားမီးနေနဲ့ပြန်ပြီးသားစားတာပြန်ဖြစ်နိုင်ပါလိမ့်မယ်ပို့ပြီးတော့ရင်းနှင်းမှုနှုတ်ထွက်မှုပို့ပြီးတော့ရသွားနိုင်တယ်ပေါ့နော်အဲ့ဒီအချက်လေးပြောခြင်းတယ်အကြာရိသားအမိဒီမှာလုံးလုံးကလက်မလို့တဲ့နာဘာလဲဆိုတော့ တနင်္လာကျိုးအားကောင်းဆုံးဖြစ်တဲ့အတွက်အနည်းဆုံးကိစ္စတွေကိုလုံးဝမမေ့ရနော်ကို့အနည်းဆုံးမှာငါဘာရမလဲကို့ရဲ့အနည်းဆုံးမှာဘာပညာရမလဲဘာစီးပွားရမလဲကို့အနည်းဆုံးနေရာတွေကနေဘာရွေးထုတ်ယူရမလဲဆိုတာကိုစဉ်းစားပါနော်အဲ့တော့ဘယ်နေရာရောက်ရောက်ဘယ်နိုင်ငံရောက်ရောက်ကို့အနည်းဆုံးမှာစီးပွားလုပ်လို့ရဒါပေါ့ကို့ရက်ွက်ကို့လမ်းထဲမှာငါစီးပွားပါလို့လို့ရနော်ကို့ရွှေမိုးတောင်ရဲ့အတိုင်းဝိုင်းနေကြတယ်မှာငါဘာစီးပွားရေးလုပ်လို့ရမလဲ ။ဒါမှမဟုတ်လေမိဘလက်ငုပ်ကိုပို့ပို့ပြီးတော့ငါ modify ဖြစ်အောင်ဘယ်လိုလုပ်နိုင်မလဲ။မိဘလက်ငုပ်ကိုပို့ပြီးတို့တက်အောင်ငါဘာလုပ်မလဲ။အဲ့လိုမျိုးတွေစဉ်းစားပြီးစီးပွားလုပ်တာကပိုကောင်းတယ်လို့လည်းအကြံပေးကြပါတယ်။နောက်ဆုံးတော့တဘောပေါ့မယ်တန်ပါတယ်ဂျာရီသားမိတွေအားလုံးမိမိရဲ့ကောင်းတဲ့ဂျိုတွေကိုကောင်းစွာအသုံးချနိုင်ပါစေလို့ပြောကြရင်လည်းညီကောင်ချုပ်အပ်ပါရပါ။